နေတာပဲเนาะဒါမျိုးအင်းလေးရွာရဲကိုရောက်လာပါပြီအင်းဦးလွယ်ညစ်ရွာလေးကိုရောက်လာပြီပေါ့နော်မျိုးဒီမှာလေးသစီမဲ့ဒါလေးစိတ်ပေါ့နော်လေးစိတ်ရှိရွာလေးပါ

ခုအင်းလေးမှာရှိရပေါ့နော်ရကန်းယုံရောက်ရှိနေပါပြီဟိုမင်းရကန်းယုံနဲ့ဟိုအင်းလေးထဲလေးလေးသွားကြည့်မယ်ပေါ့နော် ရကန်းရရိုက်လို့မရလို့မလို့မင်းမရိုက်ခဲ့ဘူးပေါ့နော်ဒါနဲ့ရကန်းယုံအင်းလေးလေးကိုသွားကြည့်မယ်ခုကမေဟုတ်ပေါ့နော်ခုရောက်ရှိနေတာအင်းနေရရကန်းယုံမှာရောက်ရှိနေတာပါလေဟုတ်ခုရကန်းယုံမှာပေါ့နော်အင်းလေးရဲ့အခဲလေးတွေရပါတယ်ဒီအင်းလေးရဲ့အခဲမျိုးဆိုတော့ကလေးလူချင်းရဲ့အခဲမျိုးမျိုးရရှိခုမင်းနဲ့အတူတူအင်းလေး ေဦးတာကူရကန်းရုံနဲ့ထွက်လာပြီပေါ့နော်မေဦးအင်းလေးဖောင်တော်ဦးဖះကိုမေဦးသွားခုမှာပေါ့နော်မေဦးအင်းလေးဖောင်တော်ဦးဖះသွားခုမှာခုမေဦးမြင်တွေ့နေရတယ်တရားတော့ဒါအင်းလေးမြို့မှာရှိတယ်အန်ဖောင်တော်ဦးဖះပေါ့နော်အထင်ကဖောင်တော်ဦးဖះပါ เแมื่องเดาบ่อนาะพองดูพี่อาบอดได้ไหมเมื่อกทำไมนี่โอ้บาลุตเป็นสังเนียไปทาเลสุดอ๋อมื่ะ ဝတ်ထားထမင်းလေးအဖြူရောင်လေးဖြစ်တော့မေလေးပေါ်မှာထိုင်လိုက်တယ်ပေါ့နော်လေးပေါ်မှာထိုင်တော့အဲမေကိုပါလာတယ်ပေါ့နော်အစားအစာတကူကမေရဲ့ထမင်းမှာစွန့်ထင်သွားတယ်ပေါ့နော်အဲအနေမေကအဖြူဆိုတော့မြင်လို့မကောင်းတာနဲ့မေကတပတ်ပေါင်းလေးပလိုက်တယ်ပေါ့နော်မောင်ကြီးရဲ့ ကဘယ်လိုရောင်းအဟင်းတို့ကဘယ်လိုဘာရရအောင်အဟင်းတို့ကဝတ်တန်းကိုထုတ်လို့ရှိရှိတယ်ဒီကရာဒီလိုဟင်းတို့ရှိတယ်လက်ပြောဘူးပြောဘူးဘူးအဲ့တော့အဲ့ကြဟင်းတို့ကရောဘယ်လိုပွဲနဲ့ရောင်းတာလားခုနဲ့ရောင်းတာအပွဲနဲ့ရောင်းပွဲနဲ့ကြောင်းတာတပွဲကိုဘယ်လိုရောင်းတာလဲတပွဲနဲ့ထောင်ပေါ့နော်အဲ့ဆိုဟာပေါ့ဟိုဒီလိုဝတ်တန်းဟင်းတို့ကြောင်းဝတ်တန်းမထောင်ဆိုဝတ်တန်းဟင်းတို့နဲ့ဘာဘာဟင်းတို့ရောင်းအပြောင်းအပြောင်းမှုရတယ်အဲ့တော့မအောင်ဝတ်သားဟင်းတို့တပွဲအပြောင်းဘူးဟင်းတို့တပွဲ နောက်၅ထမင်းနဲ့၂ပွဲနောက်တစ်ခါကျညီမတို့ဒီလေးဦးရှမ်းငါးပေါင်းဆက်တယ်နော်ရှမ်းငါးပေါင်းဆက်တဲ့ပွဲရှမ်းငါးပေါင်းဆက်တဲ့ပွဲနော်ဒါအဲ့ဒါဆိုမှလည်းဒါပဲနော်အဲ့ဆိုအဲ့ဒါပဲဟာနေလားအားလုံးပဲမင်္ဂလာပါရှင်မေဖူတီညောင်ဘလော့ရရင်ပြန်လဲကြိုဆိုပါရင်ရှင်ခုမေကနေပေါ့နော်အင်းလေးဖောင်တုပ်ဖေးရမှာမေဖေးရလည်းဖူးရင်ပေါ့နော်ဖေးရလည်းဖူးပြီးသွားပြီဆိုတော့မေအစာပြေနေနေခုအင်းလေး ကန်ထဲမှာရှိရပေါ့နော်အဲစားတော့ဆိုင်တစ်ခုမှမေရောက်ရှိနေရပါရှင့်ခုဒါမေအင်းလေးကန်ထဲမှာဒီစားတော့ဆိုင်မှာမေအင်းစာလေးတွေပေါ့နော်အင်းစာလေးတွေမှားထားတယ်ဒီအင်းစာလေးကိုမေတစ်ချက်မိတ်ဆက်ပေးမယ်နော်ဒါအင်းလေးဒေတာအစားစားငါသမင်းနေပါဒါသူဒီအင်းမှာဒေတာအစားစားပေါ့နော်တန်ရှန်၅ပေါင်းဆက်တယ်ရှန်၅ပေါင်းဆက်ပေါ့နော်ဒါဝတ်သားဟင်းထုတ်ပါ ါတော့ဟင်ကာစိတ်ခါပေါ့နော်စိတ်ခါဟင်းညိုစိတ်ခါဟင်းညိုလေးပါနောက်မေးစပြီးတော့စားလိုက်ပါဦးမယ်နော်စားကြအောင်ရှင်းဒီငါးသမင်းเนี่ยပေါ့เนาะဒီအင်းလေးဒေတာရဲ့အစားအစာတစ်ခုပေါ့เนาะအင်းစားလေး တော့စိမ့်စိမ့်လေးခန်းကြီးဒီအနှစ်ကလေးရယ်ဒီငါးငါးဘတ်တည်းရယ်ပေါ့နော်သူကနှဲထုတ်တော့ချင်းချင်းစိမ့်စိမ့်လေးမိုက်တယ်ဘူမေဒါရှမ်းငါးပေါင်းဆက်ရှမ်းငါးပေါင်းဆက်လေးကိုစားကြည့်မယ်နော်အာရှမ်းငါးပေါင်းဆက်တဲ့ဘလို့ရပါစီလဲမလို့ စားပါအောင်ရှင့်음ဒီဆံအဘောင်းတကမွေးညာသူ့ရဲ့လေဆန်းနဲ့နဲ့အရွက်ကလေးရင်းရောတော့ကတက်သွားမှာအချိုးချိုးမဘဲနဲ့ပါလေးလေးလေးနဲ့ဆက်ဆက်လေးငါလည်းဤနာမလား อืมไม่ได้มีอ่ะတော့กูดีดีไซน์เนี่ยป่ะเนาะดีอ่ะวิวเลยเหรอไม่ได้ไม่ได้วิวอ๋อไม่ได้ပါလေဆိုင်ဘူးလေးချင်းပေါ့อืมอืมမိုင်း 唱歌帮我省力。买的多的，先奶奶奶奶呢？嗯，又多就要八万。喂，去抽啥什么朋友？你你发财了？买的。嗯，还没有。印度，那我当印度吧。 cái Okay. Back in Dolly. Tao mang with shit. Mm. Lang hui yang. Bật chấm như này. Dolly. đồ thầm mang. ကျတုံမေကလေးရဲ့ရှန်နန်နန်လေးအရင်ပါပေါ့နော်အဲ့တော့အနန်လေးကရှန်နန်နန်အနန်လေးနဲ့อืมแค่หมูเยอะๆเนี่ย 点点。嗯。哎呀，你呀，今天的大发财，恭喜！ 那种啊。嗯，准备着呢。 哦，没呢，谁敢去牛哩？那谁敢去牛没呢？别人也没看过呢。ဒီစိတ်ကားတော့စိတ်ကားရနေနဲ့နောက်ခါတော့ဘူးရစိတ်ကားနေတော့ဆန်လုံးမုန်းနဲ့ငားနဲ့ချက်တာရန်ကြီးမပေါင်းဘူးလို့ခတ်တက်တက်လေးပေါ့နော်ခတ်တက်တက်ရန်ကြီးမပေါင်းဘူးသူကအနမ်းလေးရတယ်ပါတယ် ဒီစိတ်ကဟိမြုပ်ပေါ့နော်ဒါပဲဒီဘက်ကလေးရောသူတို့အနံ့ပေါ့နော်ရှမ်းနံ့ရွယ်ကလေးရောဆန်လော်လေးရောငါးပိုင်တော့ငါးကြီးပေါ့ပေါ့နော်ရန်ကြီးလည်းသူကမခါဘူးပေါ့နော်ဆန်လော်လေးနဲ့ဆိုတော့စိတ်စိတ်လေးနဲ့နည်းနည်းခါတတ်တယ်ကလေး ားလက်လို့อืมอืมอืมก่อนကိုလိုမျိုးစားလေးစားရင်းနဲ့ယူလေးလေးကျင်းပါတော့။ဟင်း။ကဲမိရဲ့ဘလော်လေးကိုဒီမှာပဲအင်းဒီဘလော်လေးကိုစုပ်သက်လိုက်မယ်ပေါ့နော်။နောက်မေခရီးပေးသွားပြီးတော့ ဒီ travel blog လေးရိုက်ဦးမလဲဆိုတော့လေဆက်လက်ပြီးတော့ကြည့်ရှုပေးအောင်နော်ဒါပေမေးဒါပြီးရင်တော့တောင်းကြည့်သွားမယ်နော်တောင်းကြည့်ဒီစိုက်မှာအခုစခဲ့ပြီးသွားပြီပေါ့နော်အခုမေးစပြတောင်းမေးရဲ့အခန်းလေးရပေါ့နော်ဒီမြဲလှပ်ပါနေရပေါ့နော်မေးမေးစခဲ့မှာရောအခုစနေတော့လည်းမောင်စပြီးမှာရောမေးရဲ့အခန်းလေးအမြဲလှပ်ပါပြီးတော့ရောင်လေးရဆိုးပြီးတော့ပေါ့နော်ပတ်ရောင်လေးတန်းနေပေါ့အခုမေးလို့မေးလို့လှပ်ပါခြင်းလဲဆိုရင်ပေါ့နော်ဟက်တီရှော့အခန်းလေးကိုဆိုးလိုက်နော်မေးဒီဟက်တီရှော့အခန်း လည်းဒီနေ့အင်းထဲမှာလည်းလေးပြီးသွားပြီ။အဲ့တော့အစားအစာလည်းပို့ပေးပါတော့။အများကြီးလည်းစားပြီးသွားတော့မှဒီနေ့ခဲနေနေရမပြတ်ဘူးပေါ့နော်။အဲ့ဒီနေ့ခဲနေနေဆက်ဆိုးတော့မယ်။အဲ့ဒီနေ့ခဲနေနေရနိုင်ငံတကာမှာ